ရာကြီးဖေမြက်ရေးသားသော စာအုပ်ကပါအခန်းက George Orwell အနာဂတ်အန္တရာယ်ကိုကြိုတန်ရေးရှည်ပြသည့်ဝတ်ထုရေးစရာ George Orwell မှာရုရှားပေါ်လရှိပြတိုလှန်ရေးနှင့်အာနာရှင်စတာလင်တို့ကိုဝေဖန်လောင်ပြောင်သည့် Animal Farm ဝတ်ထုနာဇီနဲ့ကွန်မြူနီတို့၏အကျဉ်းမေးရှုပ်ကိုင်မှုစနစ်ကြောင့်ဖြစ်ပေါ်လာသည့်အန္တရာယ်ကိုတတိပေးလုံးစော်သော1984ဝတ်ထုတို့ဖြင့်ကဘာတွင်ထင်ရှားသည့် သူ့ရဲ့ပထမဆုံးလုံရှင်ဝတ္ထုဖြစ်တဲ့ Barmis Day မှာလေဂျိုးအော်ဝေးစာပေလေးလာသူတို့လက်မလွတ်နိုင်သောစာအုပ်တအုပ်ဖြစ်တဲ့ကိတို့မြန်မာပြည်နောက်ခံပြည်နိုင်ငံခြားသားတို့ရေးသားကြသည့်ဝတ္ထုတွေထင်းရယ်အထင်ရှားဆုံးလက်ရာတစ်ခုဖြစ်အတိမတ်ပြုရှင်ခံရသည်ဂျိုးအော်ဝေးကိုအိန္ဒိယပြည်ဘင်္ဂလားနှင့်မွန်တီယာရီမြို့တွင်1903ခုနှစ်ကမွေးသည်ရဲ့အမည်ရင်းမှာ Aris Arthur Blair ဖြစ်သူလေဂျိုးအော်ဝေးဟူသောကလောင်နာမည်ဖြင့်သာလူသိများသည့် ဒီအမီကို သူ့အသက်30အရွယ်ပုံနေထုတ်ဝေသည့် Down and Out in Paris in London ဆောင်းမှာစတင်ပြီးအသုံးပြုခေရှင်ဖြစ်သည်၎င်း၌ Always ဆိုသည်မှာအင်္ဂလန်ပြည်အရှိအင်္ဂလီယာနေရှိသူနှစ်သက်သော Always မြေအမီကို ယူထားခြင်းဖြစ်ပြီး George Mamu ရိုးရိုးရှင်းရှင်းနဲ့ဆွေးဆောင်မှုရှိသည့်နာမည်တစ်ခုဟုသဘောကျကသူရွေးချယ်ခေရှင်ဖြစ်သည်ဟုဆိုသည်နောက်ပိုင်းတွင်သူ၏စာအုပ်များထင်ရှားကျော်ကြားလာသည်နှင့်အမျှ နာမည်စင်ရင်ပြောက်ကဂျောအော်ဝေးအမိသားတွင်လာခဲ့တော့သည်စင်စစ်နာမည်ပြောင်းခြင်းနဲ့အတူသွေးဘဝနေထိုင်မှုပုံသဏ္ဍာန်များလေးပြောင်းလာခဲ့သည်ဟုဆိုသည်ပေကရယာဘဝရုံကသူသည်ဗြိတိချောက်ကိုလိုနီအုပ်ချုပ်မှုအဆောက်အဦအေထောက်တိုင်တစ်ခုဖြစ်ခဲ့သည်အော်ဝေးဘဝတွင်မူသူကရင်းအဆောက်အဦကိုစန့်ကျင်ပုံကန်သည့်စာပေသမားနှင့်နိုင်ငံရေးဝေဖန်သူအဖြစ်ပြောင်းလဲသွားခဲ့သည်ကိုလိုနီကအိန္ဒိယမှာမွေးသည့်အင်္ဂလိပ်တယောက်ဖြစ်သည့်အားလျော်စွာ အော်ဝေးကအလိုလျောက်ပင်ဗြိတိရှားအချင်းတခင်လူဒန်းစားတွေ့တဲ့ပါဝင်ခဲ့သည်သို့သောအထက်လွာစစ်စစ်တော့မဖြစ်ခဲ့သူဖခင် Richis Puglia မှာအစိုးရဘိန်းဌာနမှအရာရှိငယ်တဦးသာဖြစ်သည် ပြင်သစ်အနွေဖွားတဦးဖြစ်သည့်သူ၏မိခင် Ida Puglia မှာလေချမ်းသာသောမျိုးရိုးကဆင်းသက်လာသူမဟုတ်တနည်းပြောရသောသူမိဖများမှာမိမိတို့နေထိုင်လိုသည့်အဆောင်အယအဆင့်အတန်းကိုမမိမကန်းလှမ်းနေရသည့်လူလက်တန်းစားအောက်အလွှာတွေကဟုဆိုရမည်ဖြစ်သည် နောက်တွင်ဒီအလွာဒေးကလူများကိုအိုဝေးကအင်္ဂလိပ်ဝါဟာရ landed gentry မြေရှင်သူကောင်းမျိုးဟူသောစကားမှဆင့်ပွားကမြေမိသူကောင်းမျိုး landless gentry ဟု၏လောင်ပြောင်းခေါ်ဝေါ်ခဲ့သည်အိန္ဒိယရဲသူကြကြမနေခေရတနှစ်သားလောက်မှပဲမိခင်နဲ့အတူအင်္ဂလန်သို့ပြန်ရောက်လာသည်အသက်၅နှစ်အရွယ်တဲ့ Helen Ontel မျိုးလေးရှိအင်္ဂလီကန်စာသင်ကျောင်းသောတက်ရောက်သည် 1931ခုနှစ်တွင်သူအားအစ်ဘုံမျိုးရှိစိမ့်ဆိုင်ပရိယန်ចောင်းတော့ပို့ကြသည်စိမ့်ဆိုင်ပရိယန်မှာဘောရာဆောင်နေပြီးចောင်းတရသည့်နာမည်ကြီးចောင်းတစ်ចောင်းဖြစ်၍စရိတ်ကြီးသည်တို့တို့ပညာသင်ဆိုရသည်ဖြင့်မိဖများကចောင်းစရိတ်တစ်ဝက်ကိုသာပေးကြရသည်ကျောင်းတွင်သူက တခြားသူများထက်တိတိတသာဆင်းရဲသူအဖြစ်ထူးခြားနေခဲ့သည်ဒီကျောင်းမှာသူမပြောလူအများကြီးရွရွနုံနုံမနေမွှင်ပြသော အမှုအရာနှင့်ကြွေးပြားနေသူတို့အုပ်ဖြစ်ခဲ့သည် စိတ်မချမ်းမြေခဲ့သည့်ထိုကာလသူ့ဘဝအကြောင်းကို SARS-CoV-2 the joint အမည်နဲ့ acid တွေသူရေးသားခဲ့သည်၎င်း acid မှာသူကွေလွန်ပြီး၃နှစ်အကြာ1953ခုနှစ်တွင်မှထွက်ပေါ်လာခဲ့သည်စင်းဆိုင်ပရိယန်တွင်ပညာထူးချွန်သဖြင့်အင်္ဂလိပ်ရှိထိပ်သီးကိုလေးကျောင်းတစ်ခုသို့တက်ရောက်နိုင်ရန်ပညာတင်ဆိုရသည်သူကအီတန်ကိုလေးကိုရွေးချယ်က1910ခုနှစ်မှ1920အထိတက်ရောက်ခဲ့သည် အီတန်၌ရှိစဉ်ကိုလိပ်စာဆောင်များတွင်စာများစတင်ရေးသားသည့်အီတန်မှအောင်ပြီးနောက်တွင်တက္ကသိုလ်ပညာဆက်လက်သင်ကြားမနေတော့ဘဲမိဖများအစဉ်အလာအတိုင်းအမှုထမ်းလူကားသို့ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့သည်။သို့နှင့်1922ခုနှစ်မှာပဲဗြိတိသားလည်းအောင်အိန္ဒိယပြည်ထရဲ့ပါဝင်နေသည့်မြန်မာပြည်လက်ထောက်ခရံရေးဝန်ထောက်အဖြစ်ရောက်ရှိကာလင်မျိုးတရှုတဲ့တာဝန်ထမ်းဆောင်ရသည့် ြန်မာပြည်ရောက်စားပထမနှစ်များအတွင်းသူအာဘီတိဆိုင်အင်ပါယာ၏စံပြဝန်ထမ်းကောင်းတအိုးတဖွေတွေ့မြင်ရသူလေးနောက်တွင်မူငေစဉ်ကလေးကကိန်းအောင်လာခဲ့သည့်စာရေးဆရာစိတ်ဓာတ်က သူလောကန်ဆောင်ရွက်နေသည်များနဲ့တဟဆာတာမတိဖြစ်လာသည်ပြည်တိချအုပ်စုမှုကိုမြန်မာတို့မိမျှမနှစ်သက်မလိုလားကြောင့်သူတွေ့မြင်လာရသည်နှင့်အမျှမြန်မာပြည်တွင်ကိုလိုနီရေးအရာရှိတဦးအဖြစ်ထိုင်းရွံ့နေရသည်သူပေါ်ကွာကိုမကျေနပ်မနှိမ့်ညွန့်ဖြစ်လာသည်ထိုကာလသူအတွေ့အကြုံများခန်းစားချက်များနဲ့အတွေ့အမြင်များကိုရှိရဖော်ပြခဲ့သည့် Barmidis Wattu 1934တွင်လေးက Shooting an Elephant at a Hangan Gongsen Duck ကိုတွေ့ဆောင်ပါဝတ္ထုနှုတ်ကိုတွင်လေကရေးသားပေါ်ပြခဲ့သည်၎င်းစာအုပ်နှုတ်အုပ်လုံးမှာအလွန်ရာသားများလာသောလက်ရာများအဖြစ်ထင်ရှား၍ကဘာကန်တော်ရဲ့အစစ်စာစုများထဲတွင်မကြာခဏရွေးချယ်ပေါ်ပြခြင်းခံရလေရှိသည်မြန်မာပြည်အတွေ့အကြုံများသည့်အော်ဝေးအကောင်ထဲတွင်ဒီမှာတော့ပနေမခါများဖြစ်ပွားစေခဲ့သည်ဟုယူဆနိုင်သည်1928ခုနှစ်တွင်သူအလုံးမခွင့်ယူပြီးအင်္ဂလန်သို့ပြန်လာခဲ့သည်သို့သောခွင့်စီးပြီးလျင်လေပြန်သွားရန်ဆန္ဒမရှိတော့ တိုးနဲ့1928ခုနှစ်ဇန်နဝါရီလ10ရက်နေ့တွင်ရေးအရာချီရာထူးမှသူနှုတ်ထွက်လိုက်လေသည် မလွတ်လပ်သောအမှုထမ်းဘဝကိုဆွန့်လက်ကလွတ်လပ်မှုရှိသည်ဟုယူဆသောစာရေးဆရာဘဝသို့ကူးပြောင်းရန်ဆုံးဖြတ်ရွေးချယ်လာခြင်းဖြစ်သည်ထို့သောပီပီသားသားစာရေးဆရာဘဝမရောက်မီသူပထမဆုံးရောက်ရှိသွားသည်ကစင်ရသားဘဝဖြစ်သည်စင်ရသားအများစုနေထိုင်ရာလန်ဒန်အရှိဖျားရက်ွက်သို့ပြောင်းရွှေ့နေလာခဲ့ပြီး စီဘောတော်တင်းခမ်းများတဲ့ငှားရမ်းနေထိုင်သည်ဒီပတ်ဝန်းကျင်နဲ့သူတွေ့ရသည်များကအောက်ရှေ့အလုသမားများအလုလက်မင်းများတောင်ရန်စားတောက်သူများစသည်ဖြင့်အလွန်ဆင်းရဲဆုပြတ်သူများသာကြီးဖြစ်သည်စင်ရဲသားများကြားမှာကိုယ်တိုင်လေးသူဆင်းရဲတူအဖြစ်နေထိုင်ရတာသူတမျိုးစိတ်ကျဉ်တတ်သည်အချောင်းကမြမပြေ၌ရှိစံလူမျိုးကိုပြမှုအုပ်ဆိုးသူနဲ့အုပ်ဆိုးခံဟုသောအနေအထားကွာခြားမှုများကြောင့် ပတ်ဝန်းကျင်ရှိမြန်မာလူမျိုးများနဲ့ရင်းရင်းနှီးနှီးဆက်ဆံပေါင်းသင်ခြင်းမပြုနိုင်ပေရှိရာဒီအဖြစ်ကိုသူအမေးတတိယနေပြီးဒီအတွက်အပြစ်ရှိတယ်လို့ခံစားရသောစိတ်တစ်ခုသူ့မှာဆွေးကပ်နေခဲ့သောကြောင့်ဖြစ်သည်စင်ရဲသားများကြားမှာဒန်းတူရီတူနေထိုင်ရသည့်အခါထိုစဉ်ကအပြစ်တွေကိုတစိမ့်တည်းသာဆေးကျိုးခွဲရသလိုသူခံစားရသည်1920ခုနှစ်မှာတဲ့သူပါရီတို့ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည် တိချာလွတ်လွတ်သောစာရေးဆရာသူအဖြစ်ရတရန်ရည်ရည်တော်ရောက်ခဲ့ခြင်းဖြစ်သည်သို့သောသူစာတွေအတိအမှတ်ပြုမခံရသဖြင့်ရတရားခက်ခဲခဲ့သည်ဟိုတယ်များစားသောက်ဆန်များမှအိုစေခွက်စေအလုံးများလောက်ကရင်ပါရီရှင်စင်းရသားရက်ွက်များမှနေထိုင်ရသည်နောက်တွင်မူဝယ်ဝယ်လေးမရှိတမ်းမာရေးလေးရှုတေးလာသဖြင့်အင်္ဂလန်သို့ပြန်လာခဲ့ရသည်ပူလာကရွေချက်တိတိကျကျမရှိခဲ့သို့လေထိုစဉ်ကအတွေ့အကြုံများသည့် နောက်အခါ Down and Out and Buried in London ပါရီနဲ့လန်ဒန်ကအခြေအနေမိဘဝစာအုပ်ကို ရေးသားရန်အတွက် အချက်အလက်များဖြစ်လာခဲ့သည်ဖျက်မှန်များကိုဝတ္ထုတဖွဲစီစဉ်ချိတ်ဆက်ရေးသားသည့်၎င်းစာအုပ်ကို1933ခုနှစ်တွင်ပုံနှက်ထုတ်ဝေပြီးသည်ဒီစာအုပ်ဖြင့်စာပေနေပေတွင်နာမည်အသင့်အသက်ရရှိခဲ့သည်သူ၏ပထမဆုံးလုံရှင်းဝတ္ထုစစ်စစ်ကမူ1934ခုနှစ်တွင်ထုတ်ဝေသည့် Burmese Day ဖြစ်သည့် ဒီဝတ္ထုကနောက်ပန်းသူဆက်ရေးဖြစ်မိဝတ္ထုတော်တော်များများကိုပုံစံရှပေးခဲ့သောဝတ္ထုဖြစ်သည်ဟုလည်းဆိုနိုင်ပြန်သည်ဖိနေချုပ်ရှိသောရိုးဖြောင့်မှန်ကန်မှုမရှိသောလူမှုပတ်ဝန်းကျင်တစ်ခုအတွင် အမဝင်တွင်ကြားဖြစ်နေသည့်စာနာစိတ်ရှိသူမှန်ရာကိုသာလှုပ်လို့သူမတူညီသူများအကြားစိတ်ပိုင်းဆိုင်ရာအရာအထူးကြံမှုဖြစ်နေသူတို့အကြောင်းရေးပွဲသည့်ဝတ္ထုများဖြစ်သည့် Gamis Day တွင်အ திக ဇက်ဆောင်သည့် အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှတာမန်အဆင့်အရာရှိတူဦးဖြစ်သည်သူကလူမျိုးကြီးစိတ်ဓာတ်ဝင်နေသည့်သူပဝန်းကျင်မှကော်လိုနီအရာရှိများ၏ဝန်းဝါသောအဆင့်အတန်းခွဲခြားသောအပြုတ်မူအကျင့်အကြံများကိုစိတ်ပြည့်နေသည် မြန်မာများအိန္ဒိယသားများကိုစာနာစိတ်ထားကရင်းရင်းနှီးနှီးဆက်ဆံရှင်သည့်သို့သောနောက်ဆုံးတွင်တော့မြို့မှန်းမထားသောပြဿနာများကြောင့်သူ့ဘဝကကြေကွေးခွေနီးတကုံရှုပ်သွားခဲ့ရသည်ဒုတိယမြောက်ဖြစ်သည့်အက်ကလဂျီမင်းတိုတာ1932ခုနှစ်ထောဝတ္ထုတန်အဓိကဆက်ဆောင်မှာပြိုရှင်ချမ်းမြေ့မှုကဲမေးသည့်အပျော်ကြီးတစ်ယောက်ဖြစ်ပြီး1936ခုနှစ်ထောဝယ်သည့် Keep the Epidistra Flying ဝတ္ထုတွင်မူ စာပေအမှုပညာဝါသနာပါတို့လေစာအုပ်ရောင်းသော အလုပ်ကိုသာလုပ်ကိုင်နေရသူတို့ဦးဘဝကိုရေးဖွေခဲ့သည်ဒီဝတ္ထုနှစ်ခုလုံးသည်သူဘဝအတွေ့အကြုံများမှပေါက်ဖွာလာခြင်းပင်ဖြစ်သည်ပထမဝတ္ထု1933ခုနှစ်ကပုဂလိကကျောင်းသားကျောင်းတွင်ဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့စဉ်ကြုံတွေ့ခဲ့ရပူသူများကိုအခြေခံရင်းရေးသားခြင်းဖြစ်ပြီးဒုတိယစာအုပ်မှာ1934ခုမှ1936 အထိစာအုပ်အဟောင်းဆိုင်ဒီဇိုင်းတွေလုတ်ကန်ခရသည့်သူ့အတွေ့အကြုံကိုအမိပြုရေးသားထားခြင်းဖြစ်သည်ကိုလိုနီနေရှင်းစနစ်ကိုမုန်တီးသောစိတ်အခြေခံကြောင့်အိုဝေးကလူလက်တန်းစားဘဝအနေအထိုင်များကိုပါမနှင်းမျိုးဖြစ်ခဲ့သလိုသူ၏နိုင်ငံရေးအမြင်များလေးတိတိတသာပဲပြောင်းလဲခဲ့သည်မြန်မာပြည်မှပြန်ရောက်စားမှာပဲသူ့ကိုယ်သူမဲမေဝါဒီဟုကြေညာပြီးပြောဆိုခဲ့ပြီးနောက်ပိုင်းနှစ်အတန်ကြာအောင် ၎င်းအောင်တန်းတူခံယူခဲ့သည်။သို့သော1930ကျော်နှစ်များအတွင်မူအော်ဝေးလက်ဝေးအယူအဆများကိုစိတ်ဝင်စားလာကသူကိုယ်သူဆိုရှယ်လေးဟုမှတ်ယူလာပြန်သည်။အချိန်ကာလကလည်းလက်ဝေးဝါဒီကိုလူကြိုက်များလာနေသည့်ကာလဖြစ်ရာ ဆိုရှယ်လေးပြီးလျက်နောက်တဆင့်တက်၍ကွန်မြူနဲဖြစ်လာတတ်ကြသည်။တို့တို့သူနဲ့လူတူဦးရှင်တို့၏လွတ်လပ်စွာဆုံးဖြတ်လောက်ကန်ခွင့်ကိုတန်ဖိုးထားသောစိတ်ကလေ ခိုင်ခိုင်မြဲမြဲအမြင့်တွေလျက်ရှိရာကွန်မြူနီဟုကြေညာဖြစ်သည့်အဆင့်ထိကသူမရောက်ရှိခဲ့ပဲ1936ခုနှစ်တဲ့ OWA လက်ဝဲစာအုပ်အသင်း let book clat မှာထုတ်ဝေသူပက်တာဂိုလင်းကစီးပွားရေးအလွန်အမင်းကျဆင်းနေသည့်အင်္ဂလန်မြောက်ပိုင်းမှာအလို့သမားလူလန်းစားတို့၏စည်ရင်မွေးတဲ့သောဘဝအခြေအနေများကိုတွားရောက်လေးလာရေးသားရန်အလို့အယား၎င်းအေးရလတ်အဖြစ်1930ခုနှစ်တွင် The Road to Wanga Fibers အုပ်ထွက်လာသည် နိုင်ငံရေးစာအုပ်စာတမ်းများထည့်တွင်တဘာသာထူးခြားသည့်၎င်းစာအုပ်ပထမပိုင်းတွင်ကြောက်မီသွေးသွင်းနေမြများ၌စင်ရသားအလုတ္တမများအလုတ်လက်မွင့်များနှင့်အတူတကွနေထိုင်ကစူဇန်လီလာမှတ်သားခဲ့သည့်များကိုကွန်းကွန်းကွက်ကွက်ရေးသားဖော်ပြပြီးစာအုပ်ဒုတိယပိုက်တွင်မူထိုစဉ်ကရှိခဲ့သည့်ဆိုရှယ်လေးလှုပ်ရှားမှုများအေချွင်ရင်ချက်အာနေချက်များကိုပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြထားသည့် ထိခြားသောစာနယ်ဇင်းအရေးအသားတစ်မျိုးဖြစ်၍နောက်ပိုင်းအိုဝေးရေးသည့်စာများအလုံးလိုလိုပင်လျက်ရင်းသောအချက်အလက်နှင့်ဝေဖန်မှုတွေ့ဖက်သောသဘောလက္ခဏာကိုတွေ့ရသည်စာအုပ်ကိုအတုံးကအတူလေးအဝေးထံမှစာမူရသည့်အခါထုတ်ဝေသူမှအကြက်အသေးကြုံရသည်စာအုပ်ဒုတိယပိုင်းမှာအဝေးအဝေးဖန်ချက်များကိုလက်ဝေးစာအုပ်အသင်းများမကြည်မနှက်ဖြစ်နိုင်သည်ဟုသူမြင်လာသောကြောင့်ဖြစ်သည် ထို့ကြောင့်စာအုပ်ရိုက်နှစ်သည့်အခါ OVA ရေးသားချက်မှာ ရှေးမှနေ၍ထုတ်ဝေသူကဖြင်းရှင်းနှစ်တင်းသို့အမှားစာတစ်ခုရေးထားခဲ့သည်။ထိုစာအုပ်ပုံနှိပ်ချိန်တွင် OVA မှစပိန်သို့ပြန်ရောက်နေသည့်မူလကစပိန်ပြည်တွင်းစစ်အကြောင်းသတင်းပေးပို့ရန်ရောက်သွားခဲ့ခြင်းဖြစ်သူလေ။နောက်တွင်မူ Republican ပြည်သူစစ်များနှင့်လက်တွဲမိကအာရဂွန်နှင့်အာရူအစ်ရှိတန်းစစ်မျက်နှာများတွင်ပါဝင်တိုက်ခိုက်ခဲ့သည့်တာရူအေးတွင်ဒူပိုအဆင့်ဖြင့်တာဝန်ထမ်းဆောင်နေစဉ် တံရပြင်းထန်စွာရသည်လေပင်ကိုထိမှန်ရှင်းဖြစ်ပြီးကံကောင်းထောက်မ၍အတက်မတည်တို့လေစကားတံပြက်ကတတက်ပတ်လုံးပဲပုံမှန်အတံပြက်မရတော့ပေစပိန်ပြည်မှအတွေ့အကြုံများကိုပမာကီ2ကတလိုနီးယား1938ခုနှစ်ထုတ်စာအုပ်တွင်ရေးသားထားသည်စာအုပ်တွင်လက်ဝေးအုပ်စုအချင်းချင်းကြားအကွေးအုပ်ပြေးများနှင့်စတာလင်ဦးစားခန်ကွန်မြူနီတို့ကတခြားဆိုရှယ်လေးများအားနိုင်ငံရေးပြန်ဖက်များအဖြစ်သဘောထားကား အပြင်အထံတိုက်ခိုက်နှိပ်ကွပ်နေပုံများကိုပါသူဖော်ထုတ်ရေးသားခဲ့သည်စပိန်အတွေ့အကြုံကြောင့်သူနှင့်ကွန်မြူနစ်များအားမုန်တီးကြောက်ရွံ့သည်စိတ်အမြင့်တွေခဲ့သည်ဟုဆိုနိုင်သည်ကတလိုနီးယားနောက်အင်္ဂလန်နှင့်ရေးသားသည့်ကမ်မီအက်ဖိုအေ1934ခုနှစ်စာအုပ်တွင်မူအစဉ်အလာလူမှုစနစ်များကိုလက်မခံခြင်းရှိုးပေါရှင်တတ်သည့်အိုဝေ၏အစဉ်အလာကိုထင်းသိမ်းလိုသောဆန္ဒသဘောမျိုးလေးတစိမ့်တရေသာတည်ရှိနေသေးကြောင်းတွေ့မြင်ရသည် ၎င်းဆောင်အုံ၌တက်ကြီးပန်းပုဂ္ဂိုလ်တယောက်၏ပြန်လည်တန်းတက်အမှတ်ရချက်များအားဖြင့်တခါလုံးကအင်္ဂလန်၏တာယာချမ်းမြေပုံများကိုဖော်ထုတ်ကအနာဂတ်တွင်ကြုံတွေ့ရနိုင်သည့်စစ်မဲ့များနှင့်ဖက်စီဝါဒအန္တရာယ်တို့အတွက်သူ၏စိုးရင်ပူပန်ချက်များကိုတင်ပြထားသည်ဒုတိယကမ္ဘာစစ်ကြီး1939-1945ဖြစ်ပွားလာသည့်အခါစစ်မှုထမ်းခွဲမရသောအဝေးသည့် BBC သတင်းဌာန၌အိန္ဒိယဌာနခွေတဲ့ဝေရောက်လုတ်ကင်သည်1943တွင် BBC မှနှုတ်ထွက်ပြီး Tribun သတင်းစာ၏စာပေအက်ဒီတာအဖြစ်ဆောင်ရွက်သည် Tribun မှ Labour Party ခေါင်းဆောင် Andrew Bevan နှင့်ပတ်သက်၍လက်ဝေးရင်းဆိုရှယ်လိုက်စာဆောင်တစ်စောင်ဖြစ်သည် ထိုကာလအတွင်းစာအများအများသူရေးခဲ့သည့်သတင်းစာဆောင်မများရေးသည့်စာအုပ်ဝေဖန်ချက်များရေးသည့် ချာတစ်ကင်ဘူရာကပလင်စသည့်အင်္ဂလိပ်စာရေးဆရာကြီးတို့၏စာပေများအကြောင်းခွေချမ်းစိတ်ဖြာလေးလာသည့်စာတမ်းများအပြင် အင်္ဂလန်နိုင်ငံနှင့်ဆက်စပ်သည့်သူ့အယူအဆများကိုဖော်ထုတ်တင်ပြသောဆောင်းပါးများလေးရည်သည့်ထရီဝမ်မှအက်ဒီတာဖြစ်နေသူလေလူတို့ဦးရှင်တို့၏လွတ်လပ်ခွင့်ကိုလေးစားသော သူရက်ဒီချက်ဘ ਹੁ ရှုပ်ကံမှုနေသောဆိုရှင်လင်းစနစ်နဲ့နိုင်ငံရှိစိတ်တို့ကိုပေါင်းဆက်လို့သူ့နိုင်ငံရေးအမြင်များမှာထိုစဉ်ကဗြိတိချလေးပါပါတီကန်ဆွေးလျက်ရှိသည့်ဝါဒလန်းစင်များနဲ့အတူပင်ကွေးလိခဲ့သည်1945ခုနှစ်တွင်သူအားနိုင်ငံတကာအထူးကြိုကြားသွားစဉ်သည့် Animal ဖြင့်ဝတ္ထုထွက်လာသည်၎င်းဝတ္ထုမှာရုရှားတော်လှန်ရေးနှင့်ယင်းဤကောင်းဆောင်တို့ဖြစ်သူစတာလင်တို့ကိုထိုးနှက်ဝေဖန်ထားသည့်နိုင်ငံရေးပုံပြင်စာအုပ်တို့ဖြစ်သည် ရှမ်းမြေတစ်ခုတည်းရှိတရိတ်ဆန်များက၎င်းတို့အားခေါင်းပုံဖြင့်အမျက်ထုတ်နေသည့်ရှမ်းပန်းရှင်ကိုတိုးလှန်မောင်းထုတ်ပြီးရှမ်းနှက်ဒန်းတူညီမြသောအဖွဲ့အစည်းတစ်ခုထူထောင်ရန်စီစဉ်ခဲ့ကြပုံသို့သောနောက်ပိုင်းနှင့်တရိတ်ဆန်များထည့်တွင်ပုံ၍နားလေပါလေရှိပြီးအာနာကိုလိုရှင်တတ်မဲ့သောစိတ်ရှိသည့်ဝက်များကတိုးလှန်ရေးအမှုမူလရွေချက်များမှတွေ့ဖေကအာနာရှင်စနစ်ထူထောင်လျက်ကြံတရိတ်ဆန်များအောက်စုမို့အုပ်ချုပ်လာပုံ ၎င်းအနာရှင်များလည်းအောက်ရောက်သွားသည့်တရိတ်ဆန်များမှာသူတခင်ထံနဲ့နေရစဉ်ကပင်ထက်ပို၍ရရဆက်ဆက်ဖိနှိပ်ချိုးဆင်းခံရမှုများကိုဒန္တာရီပုံမြင်သူတွေရေးသားထားသည့်တရိတ်ဆန်တွေခြံကြီးကိုအပိုင်စီးပြီးစအချိန်ကရေးသားကြညာထားခဲ့သည့်တရိတ်ဆန်များအလုံးတန်းတူညီမျှရကြမည်။ဟူသောဆောင်ပုံးမှာဝက်များကိုထက်လာသည့်အချိန်၌တရိတ်ဆန်များအလုံးတန်းတူညီမျှကြသည်။သို့သောတချို့တရိတ်ဆန်များသည့် တခြားတရိတ်ဆန်များထက်ပုံရိပ်တန်းတူညီမျှကြသည်ဟုပြောင်းလဲသွားကြောင်းရေးသားချက်အပါအဝင် OWA ထိမိသောတရုတ်လောင်ပြောင်းချက်များမှာစာဖတ်သူများအဖို့အမှတ်တရကိုးကားပြောဆိုစရာများဖြစ်ခဲ့သည်။နောက်တွင် အကြီးအကျယ်အောင်မြင်မည့်၎င်းစာအုပ်ကိုအစပိုင်း၌ထုတ်ဝေသောအခက်အခဲရှိခဲ့သည်။ OWA ကသူ့စာအုပ်ကို1944ခုနှစ်တွင်ရေးသားပြီးစီးခဲ့သည်။အဲ့ဒီအချိန်ဒုတိယကမ္ဘာစစ်မပြီးသေး ထို့ကြောင့်စာအုပ်ထုတ်ဝေသူတို့ကစစ်ကာလမဟာမေးဖြစ်သည့်ဆိုဗီယက်ယူနီယံအဝေဖန်ရှုချရာရောက်သည့်၎င်းစာအုပ်ကိုရိုက်နှဲ့ရမှဝန်လေးနေကြသည်ဥရောပတွင်စစ်ပီး၍စတာလင်ကြိုက်မှမကြိုက်မှစဉ်းစားစရာမလိုတော့သည့်1945ခုနှစ်ဩဂုတ်လကျမှသာဆက်ကအင်ဝါရဘစာအုပ်တိုင်းမှထုတ်ဝေဖြစ်ခဲ့သည်စာအုပ်ကနေချင်းညချင်းပင်အကြီးအကျယ်ကြိုးချားကစာဖတ်သူများအကြရိုက်ခတ်လှုပ်ရှားသွားခဲ့သည့် ရိုးရိုးပရိသတ်များကြိုက်နှိုက်တတ်သလိုဝေဖန်ရေးသမားများစာပေပညာရှင်များကချီးကျူးရေးသားခဲ့ကြသည် အနီမဲဖန်မှာ OVE ဇဝနညံနဲ့တီထွင်ကွန်ပျူတာတို့ညံတို့ကြွေဝါလှပုံကို ပြပြဝဝမြင်တွေ့ရသည့်အလွန်ထူးခြားလာသောလက်ရာတစ်ခုဖြစ်သည်။ American ဝေဖန်ရေးဆရာကြီး Adam Wilson ကဆိုလျင် OVE Voltaire, Jonathan Swift စသည့်ကန်နဝဲနိုင်ငံရေးသရိုစာဆရာကြီးများနဲ့နှမ်းရှင်သုံးသက်က ဒီဘက်ကေအထူးခြားကြီးကျယ်သောစာရေးဆရာတဦးဟုအသိအမှတ်ပြုဆိုခဲ့သည်။ဒီစာအုပ်နောက်ပိုင်းတွင် အနီမဲဖယ်ဝတ္ထုနှင့်ပတ်သက်၍အကျေဖော်ပြချက်ပါသည်။1949ခုနှစ်တွင်အနီမဲဖယ်၏ကြိုကြားမှုကိုလွှမ်းမိုးသွားမည့် OVA နောက်ထပ်လက်ရအသစ်တစ်ခုပေါ်ထွက်လာပြန်သည်။ယင်းက1984ဝတ္ထုဖြစ်သည်။1984မှာနာဇီဝါဒနှင့်စတာလင်ဝါဒတည်ဟူသောအန္တရာယ်ကြီးနှစ်ရပ်လွှမ်းခြုံကြရောက်လာခဲ့သော လူအပေါင်းတို့မြည်သောသောဒုက္ခမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဟုသောပရီတိုပူပန်ကကြိုတန်တတိပိနှိုးဆိုသောအနေဖြင့်သူရေးသားခဲ့ခြင်းဖြစ်သည်ဝတ္ထုကို1984ခုနှစ်တွင်ဇိုင်းအိမ်တည်ထားသည်ဝတ္ထုရေးစဉ်က1948ခုနှစ်ဖြစ်ရာရင်းနှင်းဆက်ဆက်၍84ဟုယူလိုသောသဘောဖြစ်သလိုများစွာမဝေးသောအနာဂတ်တစ်ခုဟုညွှန်းရှင်းလေးဖြင့်ဟန်တူသည် ထိုကာလကဘာရဲအမည်စစ်ပြိုင်နေသောနိုင်ငံကြီး၃နိုင်ငံကိုလွှမ်းမိုးလျက်ရှိပြီးထိုနိုင်ငံအသီးသီးတို့ရဲအစိုးရတို့ကပြည်သူပြည်သားများအားအကျဉ်းမင့်အာဏာပိုင်စနစ်ဖြင့်အုပ်ချုပ်လျက်ရှိသည်ဟုဆိုသည်ဝတ္ထုတွေတွင်အ धिक ဆန်းဆောင်ဖြစ်သူ အင်္ဂလိပ်လူမျိုးဝင်းစတန်စမစ်သည် ထိုနိုင်ငံတစ်ခုတွင်ပါတီအောက်ခြေဝန်ထမ်းတဦးဖြစ်သည်သူကအမှန်ကိုလိုလားသူလူကုန်တိတ်ခါကိုတန်မိုးထားသူဖြစ်ရအမှန်တရားကိုစနစ်တကျပုံဖြက်ဖုံးကွယ်ထားတတ်ပြီး တမန်ဖြစ်ရများအားမကြာခဏမိမိတို့အလိုတကျပြန်လည်ပြင်ဆင်ရေးသားနေတတ်သောအာဏာပိုင်များကိုလက်မခံနိုင်သလိုရှိုးဝဲစာပုံကန်သည်စမစ်ကသူနဲ့အလားတူစိတ်တတ်မျိုးရှိသည့်အမျိုးသမီးတဦးနဲ့တွေ့ရချစ်ကြိုက်မိသည်ဤတွင်သူတို့နှစ်ဦးအားအတွေ့ပလိတ် thought politics ကတိရှိက ဖန်ဆီလိုက်သည်အကျဉ်းစားနေစဉ်အတွင်းနှင်းပန်းနှိမ့်ဆက်ရှင်ဦးနောက်စေချိုးရှင်အသည့်တဖန်ပြန်လေပညာပင်းရှင်များပြုလုပ်ခံရသည် ဥနောက်စေပြီးနောက်တွင်စမင်းနဲ့မိမိဘာသာလွတ်လွတ်စွာစဉ်းစားတတ်သောစိတ်နဲ့ဂုံတိတ်ခါဟုသည်ကိုထင်းထင်းတို့သို့စိတ်များကင်းစင်သွားသည်အဲ့ဒီအချိန်၌သူချီရသည့်တူရီတို့ပုံပေါ်မှာယခင်ကသူအမုန်းဆုံးဖြစ်သည့်သူတို့ပါတီရဲ့အကြီးအကဲအကိုကြီး Big Brother သာဖြစ်တော်သည်ဒီဝတ္ထုတွင်အိုဝေးကအကျဉ်းမဲချုပ်ကန်မှုစနစ်အောက်တွင်လူတို့၏ဘဝများမြင်များအထည်ပြင်းရင်သွားနိုင်ကြောင်းထိတ်လန့်ဖွယ်တင်ပြခဲ့သည်အနာကိုမမိုးသောစိတ်နဲ့သူတပါးတို့အားလွှမ်းမိုးထားလို့သောဆန္ဒများကြောင့် လူတိုင်းလူတိုင်းအမျက်ရှိမပြဲစောင့်ချက်ကြည့်ရှုရှင်အပြို့အမူအတွေ့အကြံမှန်တမ်းများကိုထင်းချုပ်ကွက်ညက်ခြင်းဖြင့်အုပ်စိုးခံတို့မှလူတန်ဖိုးများတဘာဝလွတ်လွတ်ခွဲများအလုံးစုံချုံရသည့်အနေအထားသို့ရောက်ရှိသွားပုံကို ကွန်းကွန်းကွက်ကွက်မြင်အောင်ရေးသားထားသည့် OVA တတိပင်းရှင်းများသည့်သူနှင့်ခစ်ပြိုင်လူများနောက်ပိုင်းစာဖတ်သူများအပေါ်ပါများစွာတည်ရောက်မှုရှိခဲ့သည့်1984ဆိုသောစာအုပ်အမည်နဲ့ Be brother is watching you ဟူသောတတိပင်းစကားသည့်လေကသူတီထွန်းဆက်ဟက်တုံတုံခဲ့သည့် New speak, debate, think, thought, cry သာသောစကားလုံးများသည့်လေက နိုင်ငံရေးအာဏာအလွေးသုံးစားလုပ်မှုများကိုဝေဖန်ထောက်ပြ၍တီတီမီမီအဝင်ခွင်ကြားရှိလာသည့်စကားများအဖြစ်နေ့တိုင်းသုံးဆွေးနေစေဖြစ်သည့်1980ဘိုးစာအုပ်ကြောင့်ဖြစ်ပေါ်သည့်ကြီးမားသောကရက်နှင့်ရင်းအေးအောင်မြင်ကြိုကြားမှုများကိုအိုဝေးကောင်းစာသိမြင်ခံစားနိုင်ရှိမရှိခေစာအုပ်ထွက်ပြီးများစွာမကြာမီ1950ခုနှစ် ဇန်နဝါရီလမှာပဲလန်ဒန်ရှိဆေးရုံတရုံနဲ့တီဗီယောဂဖြင့်သူပွလွန်သွားခဲ့သည်ဂျိုးအိုဝေးရဲ့စာများမှာမြန်မာတို့နဲ့အတူပဲရင်းနှီးမှုရှိခဲ့သည်ဘာမီးစ်ဒေးဝတ္ထုကိုစာရေးဆရာတက်လီကမြန်တိုင်းဌာနေအနေဖြင့်ဘာသာပြန်ဆို၍ သွေးသောမဂ္ဂဇင်းတွင်အခန်းဆက်ထည့်သွင်းခဲ့ပြီး၎င်းကိုပဲလုံရှင်းအဖြစ်1950ခုနှစ်တွင်ဆုံးသက်တက်တန်အမည်ဖြင့်ထုတ်ဝေသည့်ထိုဝတ္ထုကိုပင်စာရေးဆရာရွှေသွေးကလောင်ရဲအောက်ကဗမာပြည်အမည်ဖြင့်ပြန်ဆိုပြီး1960ခုနှစ်ကထုတ်ဝေခဲ့သည်အနီမဲဖန်ကိုစာရေးဆရာကြီးသခင်ပါတောင်းကခြေလေးချောင်းတုန်လိုင်းရဲ့အမည်ဖြင့်မြန်မာမှုန်ပြိုပြန်ဆိုကဘာသာပြန်စာပေအသင်းမှ1951ခုနှစ်ကထုတ်ဝေခဲ့သည် 1980ဖို့နဲ့ပတ်သက်၍မူအပြည့်အစုံဘာသာပြန်ဆိုချက်မတွေ့ရအပိုင်း၃ပိုင်းရှိသည့်အ내ပထမပိုင်းကိုအချင်းချုပ်၍ဘာသာပြန်ဆိုသည့်စာဥပါတစ်ခုသာတွေ့ရသည်နှုတ်ရန်စာအုပ်တိုက်တွင်ရိုင်းနှိပ်ကြောင်းဖော်ပြထားပြီးဘာသာပြန်သူအမည်ကိုမတွေ့ရပေ